ตาเย็นพี่ตุ่มมามีกินโอตัวจูยินตนาใจทาลาปี แลำบีสวยชากามีกินยิงกูพิจิงเคเดสูเรท้ายนั้นงานลำบันมิวมาพี่ตัวเคเดนเมจิพี่เพียรคู่โกจะนอเปลนเลยเปียวปี้ปีตัวมาไปพี่ปาเร่ลากแม่ลงไปที่ข้างทางและลงมือข่มขืน พิ่เสงอารองอาลาบันสลียนิกาท้ายตีนีมาพบยาลาเร่ ထိုင်းနိုင်ငံလမ်ပန်မျိုးနာဆင်ဂျေရွာမှာနေထိုင်တဲ့အသက်49နှစ်အရွယ်နိုင်တင်ဆိုသူဟာမိခင်အရင်ဖြစ်သူကိုအာဓမပြုကျင့်ခဲ့တာကြောင့်ကျူးလွန်ခံခဲ့ရတဲ့မိခင်ဖြစ်သူမှရဲစခန်းကိုသွားကတရက်ခံဖြစ်သူသားမိုက်ကိုအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့ထိုင်းရဲတပ်ဖွဲ့မှတရက်ခံဖြစ်သူကိုဖမ်းဆီးသွားပြီးစစ်ဆေးမှုပြုလုပ်နေစဉ်မှာပဲတရက်ခံရဲ့လောရဲကြောင့်ရဲတွေဟာဒေါ်လာထွက်ခဲ့ကြပါတယ်။နောက်ပြီးတရက်ခံဖြစ်သူပြောတာကအဲ့ဒီကအယက်မှုနေတာကြောင့်တနှာစိတ်ဖြစ်ပေါ်လာပြီးမိခင်ဖြစ်သူကိုလမ်းဘေးဆွဲချတာကပြုကျင့် ျင်းခဲ့တာဖြစ်တယ်လို့တရားခံဖြစ်သူမှပြောပါရယ်။ဒီဖြစ်ရပ်ဖြစ်သွားတာကတော့ပြီးခဲ့တဲ့၁၄ရက်နေ့ည9:00နာရီခွဲအချိန်မှဖြစ်ပြီးမိခင်ဖြစ်သူဟာတားဖြစ်သူရဲ့ကျူးလွန်တာကိုခံခဲ့ရပြီးနောက်မှာဆွေမျိုးလေးကိုပြောပြပြီးတရားခံကိုရဲစခန်းမှတိုင်ကြားခိုင်းခဲ့ပါရယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးမိခင်ဖြစ်သူ အသက်80နဲ့တနှစ်အရွယ်နန်းကဲရောက်စုသူပြောပြတာကပြီးခဲ့တဲ့၁၄ရက်နေ့ကအမေဟာနောက်တရွာမှာရှိတဲ့အမျိုးအိမ်ကိုသွားလဲနေခဲ့တယ်။ဒီလိုနဲ့အဲ့ဒီညာရှင်းနိုင်ရီလောက်ကိုရောက်တော့တားဖြစ်သူနိုင်တင်ဆိုသူဟာ ဖုံးဆက်လာပြီးအမေကိုလာကြုံမယ်ဆိုပြီးပြောတယ်။နောက်ပြီးအဲ့နေကမိုးတွေကရွာနေတာကြောင့်အမေလည်းသူ့ကိုလာမကြုံနဲ့ဒီမှာပဲအိတ်လိုက်မယ်ဆိုပြီးပြောတော့တားဖြစ်သူကလက်မခံဘူးလာကြုံမယ်ဆိုပြီးအတင်းပဲပြောတယ်။ဒီလိုနဲ့အဲ့နေည9နာရီခွဲလောက်ကိုရောက်တော့တားဖြစ်သူဟာဆိုင်ကယ်နဲ့ရောက်လာပြီးအိမ်ပြန်မယ်ဆိုပြီးအမေကိုအတင်းပဲခေါ်တယ်။ပြီးသွားတော့ဆိုင်ကယ်ပေါ်တက်ခိုင်းပြီးအမျိုးအိမ်ကနေထွက်လာခဲ့တယ်။နောက်ပြီးအဲ့နေကတားဖြစ်သူဟာပုံမှန်မဟုတ်ဘူး။အခါတိုင်းပြက်နေကြလမ်းအတိုင်းမပြန်ပဲတခြားလမ်းတွေကနေပတ်မောင်းနေ ီးသွားတော့တောတစ်ခုထဲကိုမောင်းဝင်သွားပြီးသူပြုတ်ကျင်းမဲ့နေရာကိုရောက်တော့ဆိုင်ကယ်ကိုရပ်လိုက်တယ်အဲအချိန်မှာအမေဟာသူ့ကိုနင်ပါလို့ဒီတဲကိုဆိုင်ကယ်မောင်းပြီးဝင်လာတာလဲလို့ပြောတော့နိုင်တင်ဆိုသူဟာဆိုင်ကယ်စီကုံသွားတဲ့ဆိုပြီးလိန်ပြောတယ်ပြီးသွားတော့အမေကိုတောထဲဆွဲခေါ်သွားပြီးအတင်းအာဓမပြုတ်ကျင်းခဲ့တယ်နောက်ပြီးမိခင်ဖြစ်သူပြောတာကအဲအချိန်မှာအမေဟာငိုယူရင်းသူ့ကိုရှစ်ခိုးပြီးတောင်းမန့်ခဲ့တယ်တရခံဖြစ်သူတာမိုက်ကလက်မခံခဲ့ဘူး ဒီလိုနဲ့အမေဟာတာမန်ရဲ့လက်ကလွန်မြောက်ဖို့အတွက်အော်ဟစ်အကူညီတောင်းခဲ့ပြီးရောက်နေတဲ့နေရာကတောထဲမှဖြစ်တာကြောင့်အမေကိုကယ်ဖို့အတွက်ဘယ်သူမှမရောက်လာကြဘူးအဲအချိန်မှာအမေလည်းစိတ်လျှော့ပြီးတရခန့်ဖြစ်သူတာမိုက်ကိုလွှတ်ထားပေးလိုက်တယ် နောက်ဆုံးတူးဆန်းလာပြီးမြောက်သွားတော့အမေကိုဆိုင်ကယ်ပေါ်တင်ပြီးအိမ်ပြန်ခေါ်လာခဲ့တယ်။အိမ်ရောက်တော့အမေဟာချက်ချင်းပဲအမျိုးလေးကိုဖုန်ဆက်ပြီးလာခေါ်ခိုင်းတယ်။ပြီးသွားတော့တရက်ခန့်ဖြစ်သူသားမိုက်ကိုဘလို့မှခွင့်လွှတ်လို့မရတာကြောင့်အမျိုးလေးနဲ့အမှုဖွင့်ခိုင်းခဲ့တာဖြစ်တယ်လို့တားရင်ရဲ့ပြူးချင်းနာကိုခံခဲ့ရတယ်။အသက်80နဲ့တနှစ်အရွယ်နန်ကဲအောင်ဆိုတဲ့မိခင်ဖြစ်သူမှပြောပြပါဗျာ။ နောက်ပြီးအဖမ်းခံခဲ့ရပြီးနောက်ပိုင်းမှာတရက်ခံဖြစ်သူအသက်49နှစ်အရွယ်နိုင်တင်ဆိုသူထွက်ဆိုချက်ပေးတာကအဲဒီကတငယ်ချင်းဖြစ်သူနဲ့အတူအရက်တောင်းရင်အရက်မှုသွားလို့ကာမစိတ်ဖြစ်ပေါ်ခဲ့တယ်ဒီလိုနဲ့မိခင်ကိုသွားကြိုတဲ့အချိန်မှာစိတ်မထိန်နိုင်ဖြစ်ပြီးမိခင်ကိုတော်ထဲဆွဲသွားပြီးအခုလိုလောက်ခဲ့မိတာဖြစ်တယ်လို့ တရခံဖြစ်သူအသက်49နှစ်အရွယ်နိုင်တင်ဆိုသူမှာထိုင်းရဲတပ်ဖွဲ့ကိုပြောပါရယ်လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရခံရဲထွက်ဆိုချက်တွေကိုလက်မခံဘဲဒါဟာကြိုတင်ကြံစီမှုဖြစ်ပြီးပတ်ဝန်းကျင်တွင်အန္တရာယ်ရှိတယ်လို့ဆိုကာတရခံဖြစ်သူကိုလူသားမဆန့်မှုအတင်းအဓမ္မပြုခြင်းမှုတို့နဲ့ဖန်ဆီးခဲ့ပါရယ် ဟုတ်ကဲ့ပါကျွန်တော်အခုပြန်လည်ပြောပြပြသွားတာကတော့ပြီးခဲ့တဲ့14ရက်နေ့ကထိုင်းနိုင်ငံလမ်းပတ်မြို့မှာဖြစ်သွားခဲ့တဲ့အသက်49နှစ်အရွယ်သားအရင်ဖြစ်သူမှာအသက်80နဲ့တနှစ်အရွယ်မိခင်ဖြစ်သူကိုတော်ရဲဆွဲခေါ်သွားပြီးအတင်းအဓမ္မပြုကျင့်ခဲ့တဲ့ဆိုတဲ့ထိုင်းနိုင်ငံလမ်းပတ်မြို့မှာဖြစ်သွားခဲ့တဲ့နာမည်ကြီးအဖြစ်အပျက်တစ်ခုကိုကျွန်တော်ပြန်လည်ပြောပြပြသွားတာပဲဖြစ်ပါတယ်